မင်္ဂလာပါရှင်ကျမတော်ငူခတ်တာပါ TVU မြင်တမ်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအတင်းချခံထားရတဲ့လူထုကောင်းဆောင်နိုင်ငံတော်အတိုင်းမိခံပုတ်ကိုဒေါန်ဆန်းစုကြည်ဟာမာရှာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြရစ်တာစကေ9.9အဆင့်ရှိတဲ့သခိုင်းငလင်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆူဖောင်ဒေးရှင်းနဲ့ပြင်သစ်အခြေဆိုင်လူအခွင့်ရေးရှိနေအဖွဲ့တို့ကဂျွန်လ19ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်လိုက်ပါတယ်။ တောင်ဆန်းစုကြည်ကိုဖမ်းဆီးထားတဲ့အကျဉ်ထောင်ဟာငလင်တန်းကြောင့်ပျက်စီးခဲ့ပြီးဘဲဘတ်လက်မောင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းတရင်းရင်းမြစ်များစွာကဖော်ပြထားကြတယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်လူလူကောင်းဆောင်တောင်ဆန်းစုတီကိုဆရာနာသိန်းနဲ့2021ခုနှစ်ဖေဖော်ဝါရီလကလေးကဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီးစုစုပေါင်းအမှု16မှုတွေကအမှု9မှုကိုပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တဲ့အတွက်ကြံတဲ့14မှုအတွက်ထောင်ဒဏ်28နှစ်ကြာခံရဆဲဖြစ်ပါတယ် ဖန်စီအချင်းချခံထားရတဲ့၄နှစ်တာကာလအတွင်းမှာမိသားစုနဲ့ရှင်းနေတွေကိုလည်းတွေးခွင့်မပေးခဲ့ပါဘူး။မစ္စတာရှောင်းတာနယ်ကလည်းမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပေးငလင်ကြီးကြောင့်လူထုခေါင်းဆောင်တောင်ဆန်းစုကြည်ဟာထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးစစ်ကောင်စီရဲ့စိုးဝါးလှတဲ့ကျမ်းမာရေးဆောင်ရှားမှုအောက်မှာစေကူတာမှုခံယူနေရတယ်လို့ဆူဖောင်ဒေးရှင်းရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးသူ့ရဲ့အင်တာနက်လူမှုကွန်ရက်စာမျက်နှာမှာကျွန်လ28ရက်နေ့ညပိုင်းကရေးသားဖော်ပြခဲ့ပါရရှင်။ ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ဝတီမြို့ပေါ်မှာဂျွန်လာ၁၈ရက်နေ့မနက်ပိုင်းကလူထုကောင်းဆောင်တော်ဆန်းစုကြည်ရဲ့အသက်၈၀ပြည့်မွေးနေ့အထိမ်းအမှတ်ဗနိုင်းချိတ်ဆွဲခဲ့တယ်လို့မြောက်ဝတီမြို့ကနေစီကသိရပါဗျ။မြောက်ဝတီမြို့လယ်ကောင်ဘေးနောင်စေးရှိမှာလူထုကောင်းဆောင်တော်ဆန်းစုကြည်ရဲ့အသက်၈၀ပြည့်ဗနိုင်းကိုချိတ်ဆွဲထားတာဖြစ်ပြီးအဲ့ဒီနေရာဟာမြောက်ဝတီမြို့လယ်ကောင်ကရဲစခန်းလာဝကနဲ့ရှေတန်းယုံတို့ရှိတဲ့နေရာဖြစ်ပါတယ်။ အဲ့ဒီဗနိုင်းချိတ်တဲ့အချိန်ဟာ BGF တပ်ဖွဲ့တွေနဲ့စစ်သားတွေကင်းလက်နေတဲ့အချိန်လဲဖြစ်တယ်လို့မြောက်ရီမျိုးကတယောက်ကပြောပါရယ်ဂျွန်လာ၁၈ရက်နေ့ကကင်းပြည်နယ်ကြာရင်စိတ်ကြီးမျိုးနယ်ဖျားသုံးစုမျိုးမှာလဲထောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကြံသားတွေအများဆုံးလှုပ်ပေးရေးဆိုင်ပုတ်ကိုအသက်80ပြည့်နှစ်ထောင်ဆန်းစုကြည်မွေးနေ့အဖြစ်စိုက်ထူခဲ့ပြီးစစ်တပ်နဲ့ရဲတွေကလာရောက်ဖြုတ်သိမ်းတာမရှိသေးဘူးလို့ဒေသခံတွေစီကသိရပါရယ်ရှင် ဂျွန်လ19ရက်နေ့မှာကြာရောက်တဲ့လူထုကောင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာသူ့အပါအဝင်မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်းလွှတ်ပေးဖို့နိုင်ငံတကာတန်ယုံတွေကတိုက်တွန်းတောင်းဆိုနေကြပါတယ်။ရန်ကုန်အခြေစိုက် UK တန်ယုံကဒေါန်ဆန်းစုကြည်နဲ့တကွမြန်မာနိုင်ငံအတွင်းမတရားဖမ်းဆီးခံထားရသူတွေအားလုံးကိုချက်ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုကြပါတယ်။ အမေရိကန်တန်ယုံကလည်းဒေါန်ဆန်းစုတီနဲ့အတူမတရားဖမ်းဆီးထိသိမ်းထားသူတွေကိုလွှတ်ပေးဖို့အယက်သားပြည်သူတွေပေါ်အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့နဲ့အကြက်တဲကိုအဆုံးသတ်ဖို့တပ်ဆိုင်သူတွေအားလုံးနဲ့အပြန်အလှန်ထိတွေ့ဆက်ဆံဖို့စတဲ့အချက်တွေကိုတောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံတကာအသံယုံတချို့ကဒေါက်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်လူမှုကွန်ရက်ဆာမျက်နှာတွေပေါ်မှာ profile picture ကိုပြောင်းလဲထားတာတွေကိုလည်းတွေ့ရပါတယ်။ဒီနေ့ဟာဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပြီးအချင်းထောင်ထဲမှာဆင်နွှဲရတဲ့၅ချိန်မြောက်မွေးနေ့လည်းဖြစ်ပါတယ်ရှင်။လူလူကောင်းဆောင်ထောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းဗီဒီယိုဟာ၈တောင်းပြည့်သွားပြီဖြစ်ပြီးလက်ရှိကမ္ဘာစံချိန်ရဲ့နှစ်ဆကျော်ကိုချိုးဖြတ်ထားနိုင်ပြီလည်းဖြစ်ပါတယ်။ဝေဝေသတင်းတင်ဆက်ပေးထားပါရရှင်။ ထောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မှတ်တရဝင်းနစ်ဆူတောင်းဗီဒီယိုကမ်ပိန်းနဲ့ဂရင်းနစ်စံချိန်တင်မှုစူးစမ်းခဲ့ရမှာတော့မွေးနေ့မတိုင်မီတရက်လို့ဇွန်လ18ရက်မှာကတည်းကဗီဒီယိုပေါင်း8000ပြည့်မိသွားပြီဖြစ်တယ်လို့ကမ်ပိန်းတာဝန်ခံတွေစီကနေသိရပါဗျ။ဒါကလက်ရှိရှိနေပြီးသားဖြစ်တဲ့ကမ္ဘာစံချိန်ကိုနှစ်ဆကျော်အထိချိုးဖျက်ထားနိုင်တာပဲဖြစ်ပါတယ်။အာကျွန်တော်တို့ဒီနေ့ပေါ့နော်အမေစုမွေးနေ့မတိုင်ခင်အဲတရက်အလူမှာပေါ့နော် ကျွန်တော်တို့ကမ်ပိန်းရဲ့ အဲ target ဖြစ်တယ်ပေါ့နော်မွေးနေ့ဗီဒီယို8000ကိုပြည့်မီသွားပြီဖြစ်ပါတယ် but you wish video 8000စုဆောင်တဲ့ campaign လေးမှာပါဝင်ပေးကြတဲ့အမိသားသမီးတွေတဦးတယောက်ချင်းစီကိုကျွန်တော်ကင်နဲ့ကျွန်တော်ဗတ်ဒေးဖြစ်ပျော်ရေးကော်မတီမှာအထူးပဲကျေးဇူးတင်ရှိကြအောင်ဥပဒေပထမပြောလိုပါတယ်အဲကျွန်တော် Guinness World Record နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့အမ်လက်ရှိမှာတော့အိန္ဒိယဘုံတော်ကြီးတစ်ပါးက3200နဲ့ record တင်ထားတယ်ပေါ့နော်ကျွန်တော်အခုလက်ရှိရထားတာတော့8000ဖြစ်တဲ့အတွက်ဒီ record ကိုပေါ့နော်ကျွန်တော်နှစ်စာခွဲလောက်ကျွန်တော်ခြုံထားနိုင်တယ်ပေါ့နော်ခက်ခဲနေတဲ့အချိန်မှာတော့မှဟိုလုံခြုံရေးအခက်အခဲတွေနှီးပညာအခက်အခဲတွေရှိနေရကြားရရနေမှာပေါ့နော်အမေရဲ့သားသမီးရအမေကိုဘယ်လောက်ထိချစ်ကြောင်းဆိုတော့ပြသနိုင်တဲ့ပွဲလေးလေးဖြစ်ပါတယ်အခုလိုနှစ်ပတ်တာအတွင်းမှာပဲတာဂက်ပြည့်မိခဲ့တဲ့အတွက်ကြောင့်ဒေါန်ဆန်းစုကြည်ရဲ့တာငိတ်ကင်မဲရစ်ကတော့ ဒါကစစ်ကောင်စီကမိခင်ဖြစ်သူရဲ့အရှင်ရွာကိုမင်းမေအောင်လုံးလို့ရမှာမဟုတ်တဲ့တပ်တွေဖြစ်ကြောင်း DVB ကိုစာတိုပေးဖို့ဖြစ်ကြပါတယ်။လူလူကောင်ဆောင်ကလက်ရှိမှာစစ်ကောင်စီရဲ့မတရားပုံမှားတွေနဲ့ဆွဲချက်တင်ကလင်းနစ်ကြော်ကြောင်ချုံနောင်ခံရရပေမယ့်ဒေါ်ဆန်းစုကြည်ကလူလူရဲ့ချစ်ခင်မှုတွေကိုအခုတိုင်ရရှိနေစေဖြစ်ကြောင်းကိုလည်းကမ်ပိန်းမှာကိုရိုင်းပါဝင်ခဲ့သူစီရန်ဘူကြီးလင်းထောင်ကပြောပါရယ်။ ကျွန်တော်တို့အမေစုရဲ့ပေါ့နော်အမွေးနေ့ဆူတောင်းဗီဒီယိုအရှစ်တောင်းပြည်သွားတဲ့အတွက်ကျွန်တော်တို့ဝမ်းသာပီတိအမတန်ဖြစ်ရပါတယ်ကျွန်တော်တို့ဒီမှာတခုမြင်လိုက်ရတာဆရာနာရှင်တွေကအမေစုဘလို့ပဲချုံနောင်တာချုံနောင်တာကျွန်တော်တို့ပြည်သူတွေရဲ့ရှင်ထဲမှာအမေစုကအမြဲတမ်းရှိနေတယ်အနောက်ပြီးတော့မေစုအတွက်ဆိုရင်ဟိုပေါ့နော်ဘာပဲဖြစ်ဖြစ်ပါဝင်ပေးကြတဲ့ပြည်သူတွေဒုနဲ့ဒင်နဲ့ရှိနေသေးတယ်ဆိုတော့ကျွန်တော်တို့ ဒီနေ့မြင်တွေ့လိုက်ရတာပါကျွန်တော်ထင်ပါတယ်ရှစ်တောင်းမကဘူးထပ်ပြီးတော့လေဗီဒီယိုတွေကထပ်ပို့ပေးဦးမှာဆိုတော့ဒီထပ်ပို့များတဲ့ amount တစ်ခုကိုကျွန်တော်တို့ထပ်ရအောင်မယ်လို့ကျွန်တော်ကတော့မျှော်လင့်ထားပါတယ်ခင်ဗျာဒီ campaign မှာကျွန်တော် grain လဲပါဝင်ဖြစ်တယ်နောက်ပြီးတော့ပါဝင်ပေးကြတဲ့တူတူတယောက်ချင်းတိုင်းကိုလည်းကျေးဇူးတင်ကြောင်းကိုအာဒီနေရာကနေပြောလိုပါတယ်ခင်ဗျာလူလူကောင်ဆောင်နိုင်ငံတော်တိုင်းမင်ကန်ပုတ်ကိုတော်ဆန်းစုကြည်ကသူ့ရဲ့အချိန်အများစုကအချင်းချခံခဲ့ရတာဖြစ်ပြီး အခုနေ့အသက်80ပြည့်နှစ်မွေးနေ့ဆုတောင်းသံတွေကတော့တောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားတွေအားလုံးလူမျိုးရေးကြွေးကြော်သံဖြစ်ကြောင်းကိုမြို့ပြတော်လှန်ရေးတပိတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ကိုနန်းလင်းကလည်းပြောပါတယ်တောင်ဆန်းစုကြည်ရဲ့နော်ဒါဂျွန်လာ19ရက်နေ့မှာကြောက်အောင်မဲ့အသက်80ပြည့်မွေးနေ့ဒီလူတူတူတယောက်ရဲ့မွေးနေ့ဆိုတာထက်အများကြီးပိုတယ် အသက်80ပြည့်မွေးနေ့ဒီဒီမွေးနေ့ဆိုတာထားနိုင်ငံရေးအရာလှုပ်ရှားမှုနိုင်ငံရေးရနော်တရင်စကားတွေနဲ့ကျွန်တော်တို့ဖြတ်တန်းလှုပ်ရှားရမယ်နေ့လို့ကျွန်တော်တို့ကတော့မြင်ပါတယ်ဗျအချို့တွေကြောက်လဲနီးပညာမကျွမ်းကျင်တဲ့ခါကျတော့လုံခြုံရေးရအဲကျွန်တော်တို့မလုပ်တတ်မကင်တဲ့ဖြစ်တာလေးရှိရဒါကတော့ကျွန်တော်တို့ခက်ခဲရှိရဒါကြောင့်ဒေါ်သစုကြည်ဒီအသက်80ပြည့်မွေးနေ့နဲ့အတူချိတ်ဆက်ပြီးတော့မှဒေါ်သစုကြည်နဲ့တကွဒါနိုင်ငံရေးကျင်းပရေးလွတ်မြောက်ရေးဆိုတဲ့အဲကြွကြော်တန်เนาะကျွန်တော်တို့ရဲ့လှုပ်ရှားမှုတောင်းဆိုတန်ကတော့အကျယ်လောင်ဆုံးဖြစ်နေမယ် ဇွန်လ19ရက်မှာကြောက်ရောက်မဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အမှတ်တရအနေနဲ့ပန်တပိတ်တွေအပြာရောင်ရှက်အင်ကြီးကမ်ပိန်းတွေမှာပါဝင်ကြဖို့တော်လိုင်းအင်အားစုတွေကတိုက်တွန်းနေတာတွေရှိသလိုစစ်ကောင်စီဘက်ကလည်းကမ်ပိန်းမှာပါဝင်ကြတဲ့ပြည်သူလူထုကိုစောင့်ကြည့်ကဖမ်းဆီးစစ်ဆေးတာတွေလုပ်ဖို့ညွှန်ကြားနေတာတွေလည်းရှိနေပါတယ်။ကျမဦးဝေပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်